ေကိုယ်ကလည်းစာသူများကိုလည်းစားအောင်တိုက်တွန်းနော်အသားထလိုတယ်အသားများများစားပါသူကပါစားအသားစားတိုက်တွန်းရင်တိုက်တွန်းရင်နဲ့ကလေးတွေလည်းအသားကျွေးရင်နဲ့ပရိသတ်အတိတ်ရဲ့အချိန်တွေပါပြီးတော့အသားမပါဒီကလေးတွေလည်းမစားဘူးအဲ့ဒီကနေအသားစားလေးတွေဖြစ်လာတာပဲမဟုတ်လား ဒီတော့အသားစားတဲ့နေရာမှာဘုန်းကြီးတို့ခေါဏပြောခဲ့ပြီဘသူစားဘလူတပတ်သစီသရမိစ္ဆာကောင်တွေမဟုတ်လားမှန်ပါပါဒီတော့မိစ္ဆာကောင်တွေစားတဲ့ကရုဏာမေတ္တာကင်းတဲ့ရက်စကြံကျုပ်သူတို့သွေးစွန်းသောလက်ရှိသူတို့ပြုတ်လုပြီးတော့နေတဲ့ဒီလုပ်ငန်းမျိုးကိုဘုန်းကြီးတို့ပြရိတ်တိုက် မိမိတို့အနေနဲ့လှုပ်တဲ့မလှုပ်တဲ့ပြုတဲ့မပြုတဲ့စဉ်းစားဖို့ချိန်တန်ပြီနော်မှန်ပါဗျာအတိတ်ကကြံလာတာတွေကိုဒီဘဝမှာအစသမယနာနိုင်ကြရဲ့သွားရမယ်လမ်းသည်တဲ့နူးညံ့သောလမ်းမဖြစ်နိုင်ကြံထန်သောလမ်းဖြစ်လိမ့်မယ်နော်ကြံထန်သောလမ်းဆိုတော့ဘယ်လမ်းလဲလို့မေးရင်လာလမ်းပြန်မှာပြိဿရဲ့ ဘလူးလောကမှာဘလူးတွေအများကြီးတဲ့ကြီးလိုက်လို့ရှိရင်လူတယောက်ကိုဘလူး၃ယောက်နှုံးလောက်ရှိလိမ့်မယ်ထင်တယ်ဒီတော့အဲ့ဒီဘလူးတွေဟာပရိသတ်ရေမစားရလို့ဗဇတ်ပြင်ပြီးတော့အငတ်ဘေးဆိုင်နေတာဣသီယိုးပီးယားတို့နေမှာပေါ့နော်မှန်ပါဗျာစားခွင့်သာကြုံလိုက်လို့ကတော့အတင်းဟတ်တော့မှာပဲအဲ့ဒါတရိတာထား ဒါကြောင့်အသားစားလာရင်သူအသားကိုစားရင်ကိုအသားလည်းသူစားမယ်တဲ့ဒါကြောင့်ဆိုလိုက်စမ်းမှသူအသားကိုကစားကိုအသားသူကစားသူစားကိုစားဤနပါဘုကလည်းတော်မီအဲအဲ့ဒါလေးတွေသတိထားပြီးတော့ရှောင်ကျင်ဖို့ ပြီးတော့အသစားတဲ့ပုဂ္ဂိုလ်တွေဟာရက်စက်ကြံ့ကြုတ်တဲ့သူတွေနော်ဒီနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓအဆုံးအမတွေကိန်းနေတာပဲမဟုတ်လားဗုဒ္ဓကတော့အသမစားရဘူးလို့အထူးမပြင်းညာဘူးပြိတ္တိုက်ပြင်းညာလို့လည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အသစားနေတဲ့နိုင်ငံတွေကိုဗျာနော်ဘုန်းကြီးဆိုတာတရားရကမှမိတီနေရတော့ဒိဋ္ဌာသုတပရိသင်္ဂိတ မြင်ခြင်းကြားခြင်းယုံမတန်တရားဖြစ်ခြင်းဒီကောဒီပရိသုဒ္ဓအဲ့ဒီအစွန်းသုံးပါလွတ်ရင်တော့ပရိသတ်ရယ်စာဘောစမ်းဆိုဝိမဲ့အသားကြီးဆယ်မျိုးတော့မစားရဘူးနော်မစားရင် အကောင်းဆုံးဘောဘာဖြစ်လို့လဲဆိုတော့အသားစားရင်ယောဂများတယ်အန္တရာယ်များတယ်နှလုံးသားကြမ်းထမ်းတယ် ဘုန်းကြီးတို့မင်းကွန်းစတော်ကြီးတခါတခါတရားဟောရင်၄ငနာကြီးလောက်ပေါက်ချင်ပေါက်တာဒီလိုတရားတွေရှိပြီပလင်းကဆင်းလာပြီဆိုစတော်ကြီးညောင်းมาပဲအချင်းနဲ့လူတွေကရှင်မယားတပည့်တော်တို့ဝတ်ပြုခွင့်ပေးပါဝတ်ပြုပေးရစီဒီတော့စတော်ကြီးကလက်ကလေးကာပြီးတော့ဗာပြောမှာဒကာကြီးများတဲ့တိခံတိခံဘုန်းကြီးတို့ကအသားမစားတော့မညောင်းတတ်ပါဘူးတဲ့ မင်းကွန်တိပိကရဆရောကြီးအမိတ်နော်အသာစားရင်ဗာများယောဂများတဲ့အညောင်းများတဲ့တို့ပိသမညောင်းဘူးလားမောင်းပါဘူးလို့ညောင်းတာလဲဆရောကြီးကအသာစားတာမဟုတ်သူကပဲစားတာနော်ဘုန်းကြီးတို့ကအသာမစားလို့မညောင်းတတ်ဘူးတဲ့အသာစားရင်အညောင်းများသဘော ေအသာအစာများလာရင်ယောဂတုပြောတဲ့အန္တရာယ်များပြီးတော့လာတယ်ယန္တုကို ဖိတ်ခေါ်သလိုဖြစ်တယ်ဘေးရန်သူတွေဖိတ်ခေါ်လဲမိစ္ဆာကောင်တွေဖိတ်ခေါ်တာနော်အခုတော့စားလိုက်ကြတာပရိသတ်ကြီးတောင်းပုံရပုံမဲမဟုတ်လားစားစားရှိတော့စားချင်တာပဲလမ်းဘေးဝက် ကြီးများဝဝဖီးဖီး ဤဤနဲ့လမ်းလျှောက်သွားရင်အဲ့ဒါမျက်စောင်းထိုးကြည့်ပြီးဒီကောင်ကြီးစားလိုက်ရင်ဘလောက်ကောင်းလိုက်မယ်ပါဇာထက်တည်ပြုတ်စားစားရှိလို့ခွေးမြင်တော့ဘယ်နဲ့မှမရှိဘူးဒီလိုမဟုတ်လားအဲ့တော့အသားစားပုံလေးဘုန်းကြီးတို့ပြောကြအောင်လို့အရွှေဘိုးတို့လှတော့ကြောင်မြောင်းဝက်လက်အဲ့ဒါမှစာပြန်ပွဲတွေရှိတယ်ဘုန်းကြီးစာပြန်ပွဲတွေလှတော့စာပြန်ပွဲဘုန်းကြီးတို့တရားပွဲရောက်တော့ ညဟောမနဲ့ကြတော့ဆုံးကတ်ကြတာအပြိုင်ဆိုင်ကိုတန်ခါလဲ၄ငရာလောက်သူ့ရဲ့ကိုယ့်ရဲ့သူ့ရွာကိုရွာသူ့ရက်ွက်ကိုရက်ွက်အပြိုင်အဆိုင်လောက်တာသူ့အဖွဲတဲ့ကိုအဖွဲသာရမယ်ပေါ့ဘုန်းကြီးတို့တရားပွဲပြီးလို့မနဲ့ဆုံးကတ်တဲ့အဖွဲကဓာန်ပေါက်ဆုံးကတ်တာဓာန်ပေါက်ဆုံးဆိုမြို့မှာအသားတစ်ခွက်ကကျက်သားပဲမဟုတ်လားတွန်းမှာကြဒီလိုမဟုတ်ဘူး ကျက်သားကလည်းပါသည်အမဲနှက်ကလည်းပါသည်ဝက်သားဝက်သနီကျက်ပြီးစပါတုံးလက်သီးစုပ်လောက်ဝက်သားတုံးကြီးတွေကလည်းပါသည်စိတ်သားကလည်းပါသည်ပရိသတ်ရဲ့ငားကလည်းပါသည်ဆုံးဝိုင်းနေပြင်းပြီးထားလိုက်တာပကံဤထဲမှာအသားတုံးကြီးတွေကမုံမုံမောက်မောက်ပဲနော်ဒီတော့ဆုံးဝိုင်းနေကလည်းအများကြီးတန်ခါကများသကော ပြင်ပြီးလို့ဆုံးကကြတော့လူတယောက်ကရက်ကြည့်ပြီးတော့ပြောလိုက်တာလာတော့သာပြောပုံလေးဘာပြောလိုက်တယ်လဲဆိုတော့စာပြန်ပွဲစာပြန်ပွဲနဲ့ဟုတ်ပါဘူးကွာဘုန်းကြီးအစ်ပွဲကြီးပါဟုတ်လားအစ်ပွဲကဘာဥဒ္ဒါလဲငေါတတ်တာမဟုတ်လား အခုလည်းပဲတော့မှဆုံးကဆိုတော့ပရိသတ်ရေဈေးသွားပြီးတော့ဒီလောက်အသားများများတော့ဘယ်ရမှာတော့စောစောကနွားတွေဝက်တွေကြက်တွေစိတ်တွေဘယ်လောက်သေးလိုက်မှမသိသူကဒါကိုရင်ညွှန်းတယ်နော်စာပြန်ပွဲစာပြန်ပွဲနဲ့ဟုတ်ပါဘူးကွာဘုန်းကြီးအေပွဲကြီးပါဒီတော့ဘုန်းကြီးကအမလေးလာတော့သားဘယ်လိုများပြောလိုက်ပါလိမ့်မလဲကိုယ်စိတ်ထဲမှာနော် ဘုန်းကြီးတွေဆုံးဖုံးပေးပြီးပြီးဆိုတော့ဇပွဲတွေသိမ့်တော့ဇပွဲတိုင်းဇပွဲတိုင်းမှာပရိသတ်ရဲ့အယိုးတွေကလည်းပကံများတွေပကံလုံးတွေနဲ့အမောက်ကိုဗျအဲ့ဒါတွေစုပေါင်းလိုက်ပြန်တော့လည်းပဲဇလုံးလင်မန်းနဲ့၄ငက်ခုလောက်ရလူ၄ငက်ယောက်ကအဲ့ဒီအယိုးဇလုံးတွေမပြီးထွက်လာတော့လူတစ်ယောက်ကကြည့်ပြီးပြောလိုက်တာ ဟာဘုန်းကြီးတွေဖုံးပေးလိုက်တာကွာ ဝေသာလီဘလူတွေဝင်သွားတဲ့အတိုင်းကိုတော်ရှက်သွားတယ်နော်